ချက်ချေခတ်ခံလိုက်ရတဲ့ဂျယ်ရီအခန်း34သူပြောတာလည်းမဆိုးဘူးကွာတရုတ်ကောင်းမွေးွာကသူစီစဉ်ထားသမျှကို ဖောက်တယ်ချနေသည်ကျွန်တော်တို့အားလုံးတရုတ်ကောင်းမွေးတရုတ်ကောင်းမွေးွာပြောဒီကိုထောက်ခံကြသည်တရုတ်ကောင်းမွေးွာကကိုဟန်နဲ့နဲ့ဝသည်တခြားတရုတ်တွေလိုလယ်မြေရောမဟုတ်ယိုယိုအားကြီးဖြစ်သည်တရုတ်တွေကိုမုံသည့်စိတ် ခဏဖြောက်ရပြောရတော့တနာစရာကြီးဖြစ်သည် ထို့ကြောင့်လဲသူ့ကိုကျွန်တော်ကယုံသည်တရုတ်ကောင်းမွေးဝါကအကျွေးဆက်ဆရာများ၍ဒီကုမ္ပဏီတွင် လာစားမရပဲအလကားအလုပ်လုပ်ပေးနေရသည်သိရသည်အလုပ်ထဲရောက်ရင်ကွန်ပျူတာရှေ့ထိုင်နေတော့လဲလုံးလုံးချင်းမရှိတောင်ကြီးမြောက်ကြီးနေပြန်ချိန်ကုန်နေရသည်သို့တော့ထွက်ပြေးသည့်ကိစ္စ၌သူက ကျွန်တော်တို့ရဲ့ပို၍အကွက်ကြသည် တော့တုလုံးနေပြင်ကျွမ်းကျင်စွာတတ်ထားသည်လာလာဒီမှာကြည့်သူလုတ်ပြလိမ့်မယ်ကြည့်သားကိုကျော်ကြီးကတရုတ်ကောင်းမွေးဝါကိုနောက်တစ်ချိန်ထပ်ဖွင့်ပြန်ရန်မင်းငော့ပြီးခိုင်းသည်တရုတ်ကောင်းမွေးဝါကအသိဉာဏ်သည့်ကျွမ်းရံမှုအခွန်ကိုကတ်ကြီးဖြင့်ဒီပုံစံသေးသေးလေးညှက်လိုက်သည်ထို့နောက်လိုအပ်သည့်ပမာဏရောက်သည့်အခါတီထိတ်ကအချောင်းလေးကိုကိုယ်လိုက်သည် ထောင်နေသည့်အပြားလေးကိုတော့ကလောက်ဤတော့ပွင့်လင် ခုံတက်လာသည့်ငုတ်တိုင်လေးတွင်မီးစောင်းတိုင်ထိုးချလိုက်သည်ထို့နောက်ထိုးထားသည့်အပြားလေးကိုဖြည်းဖြည်းချင်းလှည့်ပြသည်နှစ်ပတ်ခန့်လှည့်လိုက်သောအခါတော့ကလောက်ကမြို့ကနေခုံတက်ပြီးပွင့်လာသည်ကျွန်တော်တို့အားလုံးအော်ရီကြည့်နေသည်ရိုးပုံရိုးပန်းမင်ဖြစ်တော်လဲခိုးကြောင်ခိုးဝဲတော့ဖွင့်သည့်နေရာတွင်တော့ဆရာကြီးဖြစ်သောကြောင့်သူ့ကို အထင်သေးရမီလားအထင်ကြီးရမီလားပြောမပြတာအောင်ဖြစ်နေသည်ဘင်းရအဟုတ်ဟာအဲ့ဒါဘယ်နေရာမှာတုံးပါလဲတရုတ်ကောင်းမွေးကွာကသူ့ဖုန်းထုတ်ပြီး translator ဖြင့်ပြောပြသည်ဒီအောင်မှာအောက်ထပ်သွားတဲ့လေကားရှိတယ်တော့ခတ်ထားတယ်သူကြည့်ပြီးပြီအောင်မြင့်ကဖုန်းကြည့်ပြီးအော်ဖတ်ပြသည်อืมစိုးတော့မစိုးပါဘူးဒါပေမဲ့ ူလည်းတည်ယုံလို့တော့မရဘူးကိုကျော်ဆန်းကမယုံတော့အဖင်ပြောသည်ငါတို့ဘယ်နည်းပြင်းမယ်ဆိုတာသူ့ကိုမပြောနိုင်ဘူးတေယုံကောင်းမွေးွာကကျွန်တော်တို့ဘာပြောဒီကိုနားမလဲကျွန်တော်တို့ကိုလည်းယုံနေပုံရပါသည်ပြေးပေါ်ပြေးပဲရပြီခုလည်းဝမ်းတာနေပုံရသည် ကျွန်တော်တို့ဘောနှိပ်ဆက်လူပြုသည်တေယုံငနာတွေကိုမုံဝင်မယ်ဒီတယောက်ကြီးကိုတော့ကျွန်တော်အလိုလိုတနာသလိုရှိပါသည် ။တရုံကောင်းမွေးွာကကျွန်တော်ဦးလေးအရွယ်ခံပြီးရှိရုံနဲ့ဖြစ်သည်။မြမာတွေကခင်စရာကောင်းတယ်ကိုပြောလိုက်သေးသည်။ဇကပင်အမကိုလည်းသူကသဘောကျသည်။ထို့ကြောင့်လည်းကျွန်တော်တို့နေမှုပေါင်းချင်းဖြစ်နိုင်ပါသည်။နင်တို့ရင်ငါ့ကိုတစ္ဆာပေါက်မှာလား။တရုံကောင်းမွေးွာက translator ပဲဖွင့်ပြသည်။တစ္ဆာပေါက်မှာလားဟူသည့်စကားကိုသိနာမလဲ။ ကျွန်တော်တို့ကထွက်ပြေးသည်ခါသူ့ကိုထားခဲ့မှာကြောက်နေကြလားသို့မဟုတ်သူထွက်ပြေးရန်ကြံစည်နေကြောင်းသတင်းသွားပေးမည်ဆိုရင်လည်းမသိပါကျွန်တော်တို့ကသူကြံစည်နေကြောင်းသွားတိုင်မိသူများမဟုတ်သေးတော့ထေချာပါသည်တို့ကြောင့်သစ္စာမဖောက်ပါကြောင်းပြန်ပြောလိုက်သည်သူလည်းထပြန်သွားသည်တေယောကောင်းမွေးဝါက သူ့အတွင်းနဲ့သူအစဉ်ပြေးနေတော်လဲ သူ့အကြံစီနောက်မလိုက်ချင်တော့ကျွန်တော်တို့အဖွဲ့ကအဆင်မပြေသေးဘူးကို့လွမြောက်ဟာကို ရှာအောင်ဖြစ်သည်ဘလို့ပဲဖြစ်ဖြစ်ငါတို့တွားเสียအဲ့ဒလန်းပဲရှိတော့တယ်အဲ့ဒါပဲစဉ်းစားကိုကျော်ဆန်းကပြောသည်ဘယ်လန်းလဲကျွန်တော်ကမေးသည်ဘုနာတေဟုဘိုးတော်ပြောသွားတဲ့လေကားပေါ့အဲ့လေကားကတွားရတော့ဟုတ်တယ်ဗျကျွန်တော်စိုးရိမ်တာကအဲ့လေကားကနေအောက်ဆင်းသွားရင် ဟိုဝက်ဆိုက်တဲကိုတရားဝရောက်လာအဲ့တစ်ချက်ကျွန်တော်ကတန်တရားစိတ်ဖြင့်မေးပြီရောက်တယ်အဲ့တော့သိကြတယ်ငါကြည့်ပြီကိုကျော်ကြီးကဝင်ပြောသည်အဲ့ဒါဆိုအဲ့ဒီလေကမှာခတ်ထားတဲ့တန်ကျိုးကိုဖြတ်ဖို့အပြင်ကနေပလာတစ်ချောင်းမှာပဲမသွားငဖြတ်ထားမှာနမို့သူဖြတ်တာနဲ့ကြားနေမှာကိုကျော်ဆန်းကသူ့အစီအစဉ်ကိုပြောပြသည် ျွန်တော်လည်းအလုံးမစင်းခင်တော့အချိန်နဲ့အရင်တွေ့ကြည့်ထားသည်တော့ကတန်ကျိုးဖြင့်ပတ်ပြီးခါထားခြင်းဖြစ်၍တိတ်ခိုက်ခဲ့မရှိပလာဖြင့်ပြန်လည်ရသည်ဘယ်နည်းလောက်လုံးကစားမလဲနောက်၃ရက်နေ